တင်ပြည့်တဲ့များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်တယ်မှာဒီကနေ့ဇွန်လ30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တက်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စင်ကူးမျိုးပေါ်မှာရှိတဲ့ကြန့်ဖို့ပါတီရုံးကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာရှိတဲ့ကြံ့ဖွတ်ပါတီရုံးကိုအကြံ့ဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပြင်ဦးလွင်ခရိုင်ပကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ29ရက်နေ့ည10:00နာရီခန့်မှာစင်ကူးမြို့ပေါ်မှာရှိတဲ့ကြံ့ဖွတ်ပါတီရုံးကိုအကြံ့ဖတ်စစ်တပ်ရဲ့တံတားဥလီတက်မှတက်လာတဲ့ MiG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြံ့ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်မှာကြံ့ဖွတ်ပါတီရုံးအဆောက်အုံကိုထိမှန်ပြက်စီးခဲ့ပြီးပြည်သူများအထိကိမရှိကြောင်းသိရှိရပါတယ်။ စင်ကူးမျိုးပေါ်ကြက်ဖွပါတီရုံးကိုအကြံဖတ်စစ်တရဲ့တံတားအုပ်လီတက်ကတက်လာတဲ့ MiG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတက်ခိုက်မှုပြုလုပ်သွားတာကြံဖွပါတီရုံးအဆောက်အုံတစ်ခုထိမှန်ပြက်စီးပြီးပြည်သူအထူးကိန်းမရှိပါဘူးလို့ပြည်ဦးလွင်ခဲပကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ပြည်သူများအနေနဲ့အကြံဖတ်စစ်ကောင်စီတက်နဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခုချင်းများတူးထားကြဖို့ပြည်ဦးလွင်ခဲပကဖကအတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ မူးစုံကင်းစခန်းမှဇီးကုံရဲစခန်းကိုစိုက်ကင်းနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှု6ဦးသေဆုံးပြီးစစ်တပ်ကနေအိမ်များကိုမိရှုဖျက်ဆီးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်ပလူမြို့နယ်ဇီးကုံမြို့အနီးမှာစစ်ကောင်စီတပ်သား6ဦးပြစ်ခတ်တပ်ဖြတ်ခံရပြီးနောက်စစ်ကောင်စီတပ်ကပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးနေကြောင်းထန်းကုန်းတိုက်နယ်ပကဖတာဝန်ခံကိုငေကပြောကြားပါရတယ်။ယနေ့ဇွန်လ30ရက်နေ့မနက်6:00ခွဲခန့်မှာကမ်ပလူမြို့နယ်မူးစုံကင်းစခန်းမှစစ်ကောင်စီတပ်သား6ဦးဟာ ဇီကုံရေစကန်ဘက်ကိုစိုက်ကင်းနဲ့ထွက်လာစဉ်မှာစကန်နဲ့မီတာ1500အကွာမှာတော်လန်ကြီးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ကောင်လုံးသေဆုံးသွားပြီးလက်နက်ကြီးပစ်ကူစစ်ကူများအလုံးအရင်ရောက်ရှိလာတဲ့အတွက်ကြောင့်လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲတော်လန်ကြီးရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်။မူးဆောင်ကင်းအထိုင်စခန်းကနေဇီကုံရေစကန်ဘက်ကိုစိုက်ကဲ၃စီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၆កောင်ကိုကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့တာ လက်နဲ့ပြစ်ခတ်တန်ကြာရပြီးတော့ဇီးကုံးအထိုင်စခန်းနဲ့မူးစုံအထိုင်စခန်းကနေလက်နဲ့ကြည်လက်နဲ့ငယ်တွေပြစ်ကူပြီးအင်အားအလုံးအရင်းနဲ့ကျွန်တော်တို့ရှိရာကိုစစ်ကူလာကြတယ်။အဲဒါကြောင့်လက်နဲ့တောင်မကောက်နိုင်ခဲ့ဘူးလို့ထန်းကုန်းတိုက်နယ်ပကဖတာဝန်ခံကိုငယ်ကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုကို Campbell Counter Revolution Army KBU CRA အဖွဲ့မှဦးဆောင်က Campbell ထောကြီးပကဖ Campbell ရှက်ပြီးပကဖနဲ့ ကမ်ဘလူတော်သားပကပမဟာမိတ်အဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမ့်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက်ဇီကုံမျိုးရဲစခန်းနဲ့မိုးစုံကင်းစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားများကအင်အားအလုံးအရင်းနဲ့ဇီကုံမျိုးရန်ကြီးအောင်ကွက်တက်မှာရှိတဲ့ပြည်သူနေအိမ်များကိုမိရှို့ဖျက်ဆီးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရင်းသားရီမြို့နယ်6နှစ်ပေါက်ရွာအနီးနဲ့ ညောင်ပင်ကွင်းရွာမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ချောင်းနှစ်ပေါက်ကျေးရွာအနီးနဲ့ညောင်ပင်ကွင်းကျေးရွာမှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်း People's Defense Force ဗိတ်ခရိုင်တရင်တုံးမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇွန်လ9ရက်နေ့မွန်လယ်12နာရီခန့်မှာချောင်းနှစ်ပေါက်ကျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဘိတ်ခရိုင်တရင်သုံးတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲဟာမိနစ်30ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားနှုတ်သိဆုံးခဲ့ကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဇော်လ16ရက်နေ့ညနေ3:00ခန့်မှာလဲညောင်ပင်ကွင်းကြီးရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ961တရင်အနီးမှာဘိတ်ခရိုင်တရင်သုံးတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဲ့ဒီတိုက်ပွဲဟာနှစ်နိုင်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်မှလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့ကဗိခရိုင်တရင်သုံးဘက်မှလည်းလက်နက်ငယ်များအပြင်40မမဘုံသီးများနဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ကောင်သိမ်းဆုံးသွားပြီးတကောင်ထိခိုက်ဒဏ်ရာရရှိကဗိခရိုင်တရင်သုံးဘက်မှလည်းအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးအင်အားကအတိအကျတော့မသိရဘူး။အင်အားထပ်ပြေထတာတော့သိရတယ်။ ရိတ်ကနဲ့ခဲယမ်းတွေပါဖြည့်ထားတယ်လို့သတင်းရထားပါတယ်။အခုထုတ်ပြန်တဲ့ဟာကကျွန်တော်တို့တရင်သုံးနဲ့ဖြစ်တဲ့တိုက်ပွဲသတင်းပါ။အခြားတော်လန်ရေးတပ်ဖွဲ့တွေနဲ့စက္ကစဖြစ်တဲ့ပွဲတွေမှာရန်သူတိတ်ဆုံးတာတွေရှိသေးတယ်။ရန်သူဘက်ကအာဏာတည်မြဲဖို့အတွက်အင်အားထပ်တိုးထားပေမဲ့ကျွန်တော်တို့ဘက်ကလည်းပြည်သူကာကွယ်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်လို့ People's Defense Force ဗိတ်ခရိုင်တရင်သုံးမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ တောင်တာမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်ခိုက်သိမ်းဆုပ်မှုရှိပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှတိုက်ခိုက်သိမ်းဆုပ်မှုရှိပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းမြင်းကျန်ခရိုင်အမှတ်3တပ်ရင်းမှတာဝန်ရှိသူတအူးကပြောဆိုပါတယ်။ ဇွန်လ25ရက်နေ့မနက်7:00နာရီခန့်မှာတောင်တာမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုကင်းစလုတ်ကျေးရွာအနီးတစ်ဝိုက်မှာတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးကြောင်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ60မမဘုံဒီဆက်နှလုံး RPG ထိပ်ဖူးတစ်ခုတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ဇွန်လ26ရက်နေ့မနက်7:00နာရီမွန်လွယ်7:00နဲ့ညနေ9:00ခန့်တို့မှာအကြမ်းဖက်စစ်တပ်ရဲ့ MI-35 ရဟတ်ယာဉ်3စီးနဲ့ကင်းစလုတ်ကြေးရွာပတ်ဝန်းကျင်ကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်3တပ်ရင်းနဲ့ညောင်ဦးခရိုင်အမှတ်5တပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးထို့စစ်ကြောင်းဟာဇွန်လ28ရက်နေ့မနက်အစောပိုင်း3:00ခန့်မှာကင်းစလုတ်ကြေးရွာမှငတရောက်နဲ့ရဲစခန်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ဒေါနာစစ်ကြောင်းနဲ့ရေးပြောက်ကြားတက်ကရှေ့တန်းစစ်မြေပြင်ရဲဘော်တွေရဲ့ပုံရိပ်အချို့ထုတ်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်စစ်ကြောင်းနဲ့ရေးပြောက်ကြားတက် YGF ရဲ့ရှေ့တန်းစစ်မြေပြင်မှာရဲဘော်တွေရဲ့လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းတွေကိုအစိုးရတပ်ကဇွန်လ30ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တောရီတောင်တွေကြော်ကဖြက်လို့ပြည်သူ့အတွက်တိုင်းပြည်အတွက်အခက်အခဲများစွာကိုရင်ဆိုင်ကြော်ဖြက်ပြီး ပေးဆက်နေကြတဲ့ရေးပြောက်ကြတက်မှညီအကိုရဲဘော်များဟုဆိုပြီးအဆိုပါမှတ်တမ်းပုံရိပ်တွေကိုဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကျိုးပန်းနေတဲ့ဩဇာလွှမ်းမိုးရေးနီလန်းများကိုအမေရိကန်လွှတ်တော်မှအတိကထားဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်ကွန်မြူနစ်ပါတီ CCP ကတမန်ရိုးကြစစ်မြေပြင်ထက်ကြော်လွန်ပြီးကျေပြန့်တဲ့လျှို့ဝှက်စစ်ပွဲကိုဆင်နွှဲနေကြောင်းကြွန့်ကျင်သူများကသတိပေးနေစမှာ တရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးမှုရဲ့ကြောက်စရာပုံရိပ်ကိုဝါရှင်တန် DC ကွန်ဂရက်လွှတ်တော်အစည်းအဝေးမှာအလေးနက်ထားဆွေးနွေးခဲ့ကြပါတယ်။လွှတ်တော်အမတ်များပညာရှင်များနဲ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ကြပြီး American လွှတ်တော်မှာကျင်းပတဲ့ဆွေးနွေးပွဲမှာတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာခြေလှယ်မှုနဲ့ဖိနှိပ်မှုဆိုင်ရာမဟာဗျူဟာဟာဒီမိုကရေစီနိုင်ငံများကိုထိခိုက်စေကြောင်းအတိုက်ခံများကိုနှုတ်ပိတ်ကနိုင်ငံတကာဩဇာလွှမ်းမိုးမှုပုံစံကိုတိမ်မွေ့စွာပြန်လည်ရေးဆွဲနေကြောင်းဖော်ပြခဲ့ပါတယ်။ ယင်းဟာတင်ကားများသို့မဟုတ်ဒုံးကျည်များနဲ့ပြုတ်လုတဲ့တမက်ရိုးကြစစ်ပွဲမဟုတ်ကြောင်းကျွမ်းကျင်သူများကတတိပေးထားပါတယ်။မမြင်တိုင်တဲ့စစ်ပွဲဖြစ်ပြီးစစ်ပွဲကြီးအကြက်ကင်မှုဒီဂျစ်တယ်တရှိုးလုံးမှုနိုင်ငံဖြတ်ကျော်စောင့်ကြည့်မှုနဲ့ဇက်ကြောင်းထိန်ချုပ်မှုစတဲ့ CCP ရဲ့အာနာရှင်ပုံတရံနဲ့ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကိုပြန်လည်ပုံဖော်ရန်ရည်ရွယ်ချက်နဲ့ဆင်နွှဲနေတဲ့စစ်ပွဲဖြစ်ပါတယ်။နေဆက်ဖြတ်ကျော်အဖြတ်အမှောက်များ CCP ရဲ့ဩဇာလွှမ်းမိုးမှုလုပ်ငန်းဟာနေနမိတ်ကိုဖျက်ချော်ပြီးနိုင်ငံခြားမီဒီယာများပညာရေးအဖွဲ့အစည်းများ နိုင်ငံစုံကော်ပိုရေးရှင်းများနဲ့လူနည်းစုအတိုင်းဝိုင်းများကိုပြစ်မှတ်ထားလာကြောင်းလွှတ်တော်ဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြပါတယ်။ထောက်လန်းရေးလိလာတုံးသက်သူများနဲ့တရုတ်လိလာသူများရဲ့အဆိုအရအဆိုပါစစ်စင်ရေးဟာတရုတ်ပုံရိပ်ကိုနိုင်ငံရဲ့ချားမှာမြင့်တင်ရတာမကမြည်သည့်နေရာ၌ပင်ဖြစ်စေသဘောထားကွဲလွဲမှုများကိုတက်ကြွစွာဖိနှိပ်ရန်ဒီဇိုင်းထုတ်ထားပါတယ်။ American ဥရောပနဲ့ Australia မှာရှိတဲ့တရုတ်အတိုက်ခံများက၎င်းတို့ရဲ့မိသားစုဝင်များကိုတရုတ်ကိုပြန်ပို့ရန်ပြစ်မှတ်ထားချင်းချောက်ခံရမှုအများအပြားကိုကိုးကားဖော်ပြခဲ့ကြပါတယ်။ စိုက်ဘာတိုက်ခိုက်မှုနဲ့စောင့်ကြည့်ခြင်းခံရတယ်လို့အချို့မှာတန်တမန်များသို့မဟုတ်ရက်ရွာခေါင်းဆောင်များရဲ့နှောက်ယှက်မှုများနဲ့ရင်ဆိုင်နေရပါတယ်။ယင်းတို့ဟာတိကျဖြစ်ရများမဟုတ်ပဲစုပေါင်းလှုပ်ဆောင်ခြင်းဖြစ်ကြောင်းဆွေးနွေးသူများကအလေးပေးပြောကြားခဲ့ပါတယ်။ကြီးမားသော firewall ကို တကပလုံးသို့ဖြန့်ကျက်မှု CCP က digital စင်စာဖြတ်တောက်မှုနဲ့စောင့်ကြည့်မှုစနစ်များကိုလည်းနိုင်ငံရဲ့ချားကိုတင်ပို့နေပါတယ်။ Great Firewall တချိန်ကတရုတ်ကိုဝင်ရောက်ခွင့်ကိုကန့်သတ်ရန်ရည်ရွယ်ခဲ့ပေမဲ့ယခုအခါတရုတ်ကရင်းရဲ့နည်းပညာဆိုင်ရာကရိယာများကိုပြပမှာအပြင်းထန်ချစ်ထွေနေတယ်လို့ကြွန့်ကျင်သူများကဆိုကြပါတယ်။အာနာရှင်အစိုးရများထံကိုရောင်းချထားတဲ့မျက်နှာဖက် software ဟာသုံးစွဲသူအချက်အလက်များကိုတိတ်တဆိတ်စုဆောင်းတဲ့ mobile app များထိတရုတ်နည်းပညာကဏ္ဍဟာပထဝီနိုင်ငံရေးအရလွှမ်းမိုးမှုရှိတဲ့လက်နက်တစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့်ကပတ်လန်းရဝန်း BRI ကဲ့သို့သောအစပြိုးစီမံကိန်းများမှတဆင့်ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးနှင့်အခြေခံအဆောက်အအုံများမှတရုတ်နည်းပညာကုမ္ပဏီများရဲ့ကြီးစုလာမှုနှင့်ပတ်သက်ပြီးလွှတ်တော်အမတ်အများပြားကစိုးရိမ်ပူပန်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။စီးပွားရေးမိဖက်အသွင်ဆောင်မှုအောက်မှာတရုတ်အစိုးရကြောထောက်နောက်ခံပြုထားတဲ့ကုမ္ပဏီများဟာနိုင်ငံအနှံ့ပြားမှစောင့်ကြည့်ရေးစနစ်များကိုတည်ဆောက်ခဲ့ပြီးအချက်အလက်စုဆောင်းခြင်းနဲ့အရေးကြီးတဲ့အချက်အလက်များကိုနောက်ကွယ်မှဝင်ရောက်ရယူလာမည်ကိုစိုးရိမ်လာကြပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကမ်ဘောဒီးယားရဲ့တရုတ်ထုတ်လက်နက်များကထိုင်းမြို့တော်ကိုထိမှန်နိုင်လားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ်ဘောဒီးယားဟာတရုတ်ထုတ်လက်နက်များကိုအသုံးပြုပြီးထိုင်းကိုတိုက်ခိုက်နိုင်ပေမဲ့ထိုလက်နက်များဟာထိုင်းမြို့တော်အထိရောက်အောင်မပစ်ခတ်နိုင်ပါဘူး။နေဆက်တင်းမာမှုများဟာစီရီးပြိပခတ်အခြေအနေထိဖြစ်ပေါ်လာပါကတရုတ်ကရက်တီပေးမဲ့ပုံမရှိကြောင်းတရုတ်ရေးရလေလာတုံးသက်သူတို့ကပြောပါတယ် တရုတ်ကကာကွယ်ရေးအတွက်လက်နက်တွေကိုရောင်းတာပါဝေလိုက်တာနဲ့အဲ့ဒီနိုင်ငံကအပြည့်အဝပိုင်ဆိုင်ပြီးသူတို့လိုသလိုသုံးနိုင်တယ်လို့တရုတ်စစ်တပ်မှသင်တန်းပို့ချသူအရာရှိဟောင်းစုံကြုံဖြင့်ကပြောပါတယ်တရုတ်ကသူ့ရဲ့မိတ်ဆွေရင်းတွေကိုစစ်ပွဲမပြောနဲ့နေဆက်အငင်းပွားတာတွေဖြစ်နေတာတောင်မှမြင်ကျင်တာမဟုတ်ဘူးတရုတ်ကစစ်ဆက်ညှိနှိုင်းရေးနဲ့အပြည့်ကရဲစဲရေးအတွက်ကြိုးပမ်းပေးသွားမှာပဲထိုင်းဟာတရုတ်ရဲ့ကာလရှည်ကြာဆက်ဆံရေးရှိတဲ့မိတ်ဆွေဖြစ်တယ်လို့အမေရိကန်ရဲ့မဟာမိတ်နိုင်ငံလည်းဖြစ်ပါတယ် ကမ်ဘောဒီးယားကတော့တရုတ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်လို့ဆုံးကျင်းပြင်ကဆိုပါတယ်ကမ်ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်က၎င်းရဲ့နိုင်ငံမှာဘန်ကောက်အထိရောက်နိုင်တဲ့လက်နက်များရှိကြောင်းပြောခဲ့တယ်လို့ဘန်ကောက်အခြေစိုက်တနေရှင်းကတောက်ကြနေမှာဖော်ပြခဲ့ပြီးနောက်ဆုံးကျုံပြင်ကယခုကဲ့သို့မှတ်ချက်ပြုလာခြင်းဖြစ်ပါတယ်ထိုင်းနဲ့ကမ်ဘောဒီးယားအကြားမြတ်တရီဂန်လို့ခေါ်တဲ့နယ်နိမိတ်အငင်းပွားနေတဲ့နယ်စပ်မှာတင်းမာမှုများမြင့်တက်လာနေပါတယ်မေလ၂၈ရက်နေ့ကအပြန်အလှန်ပြစ်ခတ်မှုအတွင်း မ္ဘောဒီးယားစစ်သားတအုပ်တည်ဆုံခဲ့ရတဲ့အတွက်စီးရေးအရှိန်မြင့်လာမှာကိုစိုးရိမ်နေကြပါတယ်။တရုတ်ဟာနှစ်နိုင်ငံစလုံးကိုလက်နက်ပံ့ပိုးပေးနေတဲ့အဓိကအရင်းမြစ်ဖြစ်ပါတယ်။သို့သောကမ္ဘောဒီးယားဟာတရုတ်လုတ်ဒုံးလက်နက်စနစ်များနဲ့ထိုင်းမြို့တော်ကိုချင်းချောက်ရံမဖြစ်နိုင်လို့ဆုံးကဆိုပါတယ်။ကမ္ဘောဒီးယားမှာတာဝေးပစ်ဒုံးတွေတည်ဆောင်နိုင်တဲ့တိုက်လေရင်တွေမရှိဘူး။ကမ္ဘောဒီးယားရဲ့ကာကွယ်ရေးအသုံးစရိတ်ကထိုင်းရဲ့စေဘုံတဘုံလောက်ပဲရှိတယ်။ထိုင်းရဲ့စီးရေးစွမ်းရည်ကကမ္ဘောဒီးယားထက်အများကြီးတာတယ်လို့ဆုံးကဆိုပါတယ်။ တရုတ်ဟာထိုင်းအတွက်အကြီးမားဆုံးလက်နက်တင်ပို့သူဖြစ်လာကအမေရိကန်ကိုကြော်တက်သွားခဲ့ပြီးထိုင်းနိုင်ငံစစ်လက်နက်တင်သွင်းမှုရဲ့54ရာခိုင်နှုန်းခန့်ကိုပို့ဆောင်ပေးနေတယ်လို့စတော့ဟ ோம் နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ကမ္ဘောဒီးယားကလည်းစစ်လက်နက်များအတွက်တရုတ်နိုင်ငံအပေါ်ကိုလုံလုံနီးပါးမိခိုနေရပြီးလက်နက်တင်သွင်းမှုစုစုပေါင်းရဲ့95ရာခိုင်နှုန်းအထိရှိနိုင်ကြောင်းဖနန်ပင်ပို့စ်ကဖော်ပြခဲ့ပါတယ်။ အမေရိကန်နဲ့မတူသည်မှာတရုတ်နိုင်ငံက၎င်းရဲ့လက်နက်များအသုံးပြုခြင်းနဲ့ပတ်သက်ပြီးစီကံသတ်မှတ်ချက်များချမှတ်ထားခြင်းမရှိလို့ဆုံးကဆိုပါတယ်။ကက်ရှမီးယားအရေးနဲ့ပတ်သက်ပြီးပါကစ္စတန်နဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့ပဋိပက္ခများမှာအိန္ဒိယမှာရှိတဲ့အမေရိကန်လို့စစ်လေယာဉ်များအသုံးပြုမှုကိုအမေရိကန်ကကန့်သက်ထားတယ်လို့ထင်ကြေးပေးမှုများရှိနေပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုစောထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ကြီးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ